ငယ်ချင်းများမင်္ဂလာပါဒီနေ့တော့အရန်စားလို့ကောင်းတဲ့ခရမ်းကျင်တီထမင်းနဲ့ကြက်သားကြော်လေးကျွန်တော်ဒီနေ့လာပြီးတော့လုပ်ပြသွားမှာဖြစ်ပါတယ်ကြားကြတဲ့တငယ်ချင်းတွေလိုက်ပြီးတော့လှုပ်ရှားကြည့်ကြည့်ပါဦးနော်ဒီမှာကျွန်တော်ဂျင်းထည့်ပါမယ်ကြက်သွန်အဖြူထည့်ပါမယ်သူ့ဒီနေရာမှာနှစ်ခုလုံးပေါ့နော်မညက်တညက်အနေထားလောက်ထောင်းထားပေးလိုက်ပါကျက်တာကြတော့ကျွန်တော်ဒီမှာကျက်ပေါင်တာတုံးတာပါမယ်ဒါလေးတွေနဲ့မွန်တာပေးပါနော် စာအရသာမုတ်ဒီမှာထည့်ပါမယ်။စာနဲ့အရသာမုတ်ထည့်ပြီးပြီဆိုလို့ရှိရင်အစောကထောင်ထားတဲ့ဂျင်းရဲ့ကြက်သွန်ပြူရဲ့ထည့်ပါမယ်။ပြီးရင်ဆွနေမုတ်မှာအနေငယ်ထည့်ပြီးအားလုံးဒီနေရာမှာရောသမားနေပေးလိုက်ပါနော်။ပြီးလို့ရှိရင်တော့နာယူပါလောက်နှက်ထားပေးလိုက်ပါနော်။ဒီနေရာမှာကျွန်တော်ကတယောက်စာပဲလုတ်ပြထားတာပါเนาะပြီးလို့ရှိရင်တော့ကျွန်တော်ဒီတူမှာစားပြီးတော့သူ့ကိုအရင်ဆုံးရေလေးနဲ့ပြုတ်ပါမယ် ပြီးရင်တော့ဒီမှာရေရတော့ရေတမြုပ်ကျွန်တော်ဒီမှာထည့်ပါမယ်ရေခက်မြများလေးနဲ့ပါเนาะရေမြများလေးနဲ့ကျွန်တော်ဒီမှာထည့်ပြီးတော့သူ့ဒီနေရာမှာရေလေးလေးအနေငယ်ခန်းသွားတဲ့အထိပဲเนาะဥဆုံးပြုတ်ပေးလိုက်ပါเนาะဒီမှာကြက်သားလေးတွေနူးလာပြီဟိုဘက်ဒီဘက်နူးလာပြီဆိုလို့ရှိရင်ရပါပြီเนาะ သူ့ဒီနေရာမှာကြော်ဖို့အတွက်စီထည့်ပါမယ်။စီကတော့ကြော်မှာဖြစ်တဲ့အတွက်ကြောင့်စီခက်မြမြလေးထည့်ပေးပါเนาะပြီးရင်ဟိုဘက်ဒီဘက်နီနီရဲရဲလေးဖြစ်သွားတဲ့ဒီနေရာမှာကြော်ပေးလိုက်ပါเนาะဒီလိုမျိုးအယောင်လေးလှလာပြီးဆိုလို့ရှိရင်ရပါပြီเนาะခက်ချစ်ကျွတ်လေးပါเนาะဒီမှာကျွန်တော်ခရမ်းချီတီကြတော့နှလုံးပါเนาะခရမ်းချီတီနှလုံးကိုဒုတ်လေးနဲ့ထိုးထားပေးပါမယ် ပြီးတော့သူ့ဒီနေရာမှာမီလေးနဲ့กินသားပေးလိုက်ပါเนาะကျွန်တော်ကတော့မီသွေးမထည့်တာတော့ဖြစ်တဲ့အတွက်ဒီရိုးရိုးရှိတဲ့အိမ်မှာရှိတဲ့ဂက်မီဖို့နဲ့ပဲကျွန်တော်กินလိုက်ပါတယ်စပြီးတော့ထမင်းတုပ်ဖို့အတွက်ထမင်းလေးတွေကိုဒီမှာဇလုံထဲမှာထည့်ပါမယ်ပြီးလို့ရှိရင်စားရဲ့အချိုမုတ်ရည်ကိုအနေငယ်ဒီမှာထည့်ပါမယ်เนาะထည့်ပေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာစီလေးမှာအနေငယ်ထည့်ပါမယ်အစောတော့ ချက်သားကြော်တဲ့ CO ဒီမှာအနေငယ်ထည့်ပါမယ်ပြီးလို့ရှိရင်မြေဘဲလော်မြေဘဲလော်ဒီမှာအနေငယ်ထည့်ပါမယ်နော်ပြီးရင်ခရမ်းကျင်ဒီမီးကင်နာနာလေးတွေကိုဒီမှာထည့်ပါမယ်ပြီးရင်အားလုံးကိုပေါ့နော်ရောပြီးတော့ခြေပေးလိုက်ပါနော်ခြေပေးပြီးတော့သူ့ကိုနေပေးလိုက်ပါနေပေးပြီဆိုလို့ရှိရင်အပေါ်အငဲအရသာမိပြီးတော့ကိုလိုတာထပ်ပြီးတော့ထည့်ပေးပါနော်တကယ်လို့ကိုကစားနဲ့မစားဘူးငံပြရည်နဲ့စားမယ်ဆိုလို့ရှိရင်ငံပြရည်လေးစားအစားငံပြရည်လေးတုံးပေးပါနော်သူ့ဒီနေရာမှာကျွန်တော်ကချက်တုံးမိတ်လေးအနေငယ်ထည့်ပြီးတော့စားပါမယ် တငယ်ချင်းတို့လိုက်ပြီးတော့ကြော်စားကြည့်ကြပါဦးเนาะကျွန်တော်ရဲ့ YouTube channel မှာဟင်းချက်နီလေးတွေတင်လာတာဖြစ်တဲ့အတွက်ဟင်းချက်စာချင်းတဲ့တငယ်ချင်းတွေလည်းလာရောက်လေ့လာလို့ရပါတယ် channel လေးကိုလည်း subscribe လေးနဲ့ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုလိုက်ပါရစေနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye